်မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်တဲ့နေ့ကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့်အချံဖတ်စစ်အုပ်စုကိုအရေးယူရန်အရေးတကြီးလိုအပ်လာပြီဖြစ်ပြီးစကလုံးနှင့်မိန်ကွန်းထက်ကြော်လွန်ကခိုင်မာတိလှုပ်ဆောင်ချက်များကိုအလင်းအမြန်အကောင့်ထဲပေါ်တင်ပြီးခုတမ်မတ်ကြီးဦးကျော်မိုးထွန်းတောင်းဆိုရဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့်အကြံဖတ်စေအုပ်စုကိုအရေးယူရန်အရေးတကြီးလိုအပ်လာပြီဖြစ်ပြီးစကလုံးနှင့်မိန်ကွန်းထက်ကျော်လွန်ကခိုင်မာတိလုံးဆောင်ချက်များကိုအလင်းအမြန်အကောင့်ထဲပေါ်တင်ပြီးဟုကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုလိုက်ပါရယ်အော်တိုဘာလ31ရက်နေ့ကအမေရိကန်နိုင်ငံနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်ရုံးတွင်ကျင်းပတဲ့ကုလသမဂ္ဂအထွေထွေညီလာခံ26ကြိမ်နဲ့28ကြိမ်မြောက်မျက်နှာစုံကြီးအစည်းအဝေးများတွင်လူ့အခွင့်အရေးကောင်စီ၏အစည်းအဝေးခန်းစားအပေါ် အထွေထွေဆွေးနွေးသည့်ဆွေးနွေးမှုအစီအစဉ်တွင်၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်နိုင်ငံတကာအတိုင်ဝန်တရက်လုံးအထူးသဖြင့်လုံခြုံရေးကောင်စီအနေဖြင့်မြန်မာပြည်သူများခံစားနေရသည့်ဒုက္ခဆင်းရဲကိုအလေးထားဆောင်ကြည့်ကအဆိုပါဒုက္ခများချုပ်ငိမ့်စေရတဲ့ထိရောက်တဲ့လှုပ်ဆောင်ချက်တွေကိုလှုပ်ဆောင်ပေးရန်တာဝန်ရှိနေပြီဖြစ်ကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမတ်ကြီးဦးကျော်မိုးထောကပြောကြားပါရယ်လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်2669ခုအားနောက်ဆက်တွဲအထိပ်ဖွဲ့ပြေဝသော စီးနောင်မှုရှိသောလုံဆောင်ချက်များဖြင့်ထပ်တိုးအားဖြည့်တင်ကြောင်းဒီဇဲနိုင်ငံတကာယန္တရားများကိုထိရောက်စွာအသုံးချ၍၎င်း၎င်းတို့နှင့်အပြည့်အဝပူးပေါင်းဆောင်ရွက်ခြင်းဖြင့်၎င်းတာဝန်ယူမှုတာဝန်ခံမှုနှင့်ပြည်ထန်ကင်းလွတ်ခွင့်ချုပ်ငြိမ်းရေးတို့ကိုအရေးတကြီးလုံဆောင်ရန်လိုအပ်နေကြောင်းကုလသမဂ္ဂထွေထွေညီလာခံအနေဖြင့်အရေးပါသည့်အခမ်းအခဏမှပါဝင်ဆောင်ရွက်တဲ့ကြောင်းအကြံပြုထားပါတယ်ဆေအိုဆူရဲ့ဆက်ကြံကြုံမှုများကိုရက်တက်ရန်အယက်သားပြည်သူများ၏အသက်အိုးအိမ်များကိုကာကွယ်ဆောင်ရှောက် ခဲတင်ပေးရန်ကုလသမဂ္ဂအနေဖြင့်ပူးပေါင်းညှိနှိုင်းမှုရှိသည့်ထိရောက်သောအရေးယူဆောင်ရွက်ချက်များလှုပ်ဆောင်ရမည်ဖြစ်ကြောင်းဆက်လက်ပြောဆိုပါရယ်။လူခွင့်ရေးကောင်စီအထွေထွေညီလာခံနှင့်လုံခြုံရေးကောင်စီတို့အကြားတွင်ခိုင်မာသောပေါင်းစပ်မှုနှင့်ညီညွတ်မှုတို့ကိုတိုးတက်အောင်လှုပ်ဆောင်ရမည်ဖြစ်ပြီးစကားလုံးများနှင့်မင်ကိုများမှကြော်လွန်၍ခိုင်မာသည့်လှုပ်ဆောင်ချက်များကိုအလင်းမြအောက်ထဲဖော်သင့်မည်ဟုရှုမြင်ပါကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းပြောကြားထားပါရယ်။ တရားဥပဒေစိုးမိုးမှုပြိုလဲခြင်းပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုခံစားနေခြင်းနဲ့စေအုပ်စုနဲ့၎င်း၏နေချောင်းစောင့်တမ်းများကရာဇဝတ်ကိုင်းများအထွတ်လုံခြုံသည့်ရှယ်ဝန်းများကိုရည်ရွယ်ချက်ရှိရှိဖန်တီးပေးထားခြင်းကြောင့်မြန်မာနိုင်ငံသည်နေဆက်ဖြတ်ကျော်မှုကင်းများအထွတ်ကမ္ဘာလုံးဆိုင်ရာဗဟိုချက်တစ်ခုဖြစ်လာစေခဲ့ပြီးကြီးမားသောအွန်လိုင်းလိမ်လည်မှုစက္ကန့်များနှင့်ရာဇဝတ်မှုများအာရမကျူးလွန်စေရေးအတွက်လူကုန်ကူးမှုတို့ကိုပါလှုပ်ဆောင်လျက်ရှိကြောင်းသိရပါသည်။ကမ္ဘာတဝန်းမှတန်းနေချီသောတားကောင်များအနေဖြင့် digital ကြုံပြူးမှု ်အွန်လိုင်းလေလေလှည့်ပြခြင်းညှဉ်းပန်းနှိပ်စက်ခြင်းနဲ့အချို့သောအခြေအနေများတွင်အသက်သေးစေသည့်အထိခံရလေရှိကြောင်းအသိပေးထားပါသည်။ရခိုင်ဒေသရှိရိုဟင်ဂျာမှုဆက်လက်များနှင့်အခြားလူနည်းစုများ၏အခြေအနေများသည်လည်းပုံမဆိုးရွားလာလျက်ရှိပြီးပြည်ပခများမှာရိုဟင်ဂျာမှုဆက်လက်များနှင့်အခြားသောလူနည်းစုများအားစနစ်တကျအလွဲသုံးစားပြုသည့်ပုံစံသို့အရှိန်မြင့်တက်လာခဲ့ကြောင်းအကြံဖတ်မှုတရံအစ်စ်များပင်ပေါ်ပေါက်လာလျက်ရှိကြောင်းသိရပါသည်။ရိုဟင်ဂျာမွတ်စလင်များနှင့်အခြားသောထိရှာလွယ်သည့်အတိုက်အဝန်းများမှာ အတန်အသက်ထိခိုက်လွယ်နေပြီးစေအုပ်စု၏အတင်းအကျပ်အာရမတက်သားပြုခြင်းခွဲခြားဆက်ဆံခြင်းနဲ့ဖမ်းဆီးခြင်းတို့ကိုပါခံရသည်ဟုဆိုပါရယ်စေအုပ်စုအနေဖြင့်ရခိုင်ဒေသအပအဝင်အရတားပြည်သူလူထုနေထိုင်ရာနေရာဒေသများသို့စေအုပ်စုအနေဖြင့်ရခိုင်ဒေသအပအဝင်အရတားပြည်သူလူထုနေထိုင်ရာနေရာဒေသများသို့လေရင်ဖြင့်ဘုံကျက်တိုက်ခိုက်မှုများကိုစက်တိုက်ကျူးလွန်မြဲဖြစ်ပြီးလက်ရှိဖြစ်ပေါ်နေသည့်အခြေအနေမှာဒုက္ခသည်များအားနေရက်တို့ဘေးကင်းလုံခြုံစွာတိတ်ခါရှိစွာနှင့်ဆန္ဒအလျောက် ရှေးရှေးပြန်လဲတွားရောက်နိုင်သည့်တင့်လျော်သောအခြေအနေကောင်းတရမဟုတ်ကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားပါရယ်မြန်မာနိုင်ငံ၏အခြေအနေသည့်ဒေတာတွင်နိုင်ငံကလုံခြုံရေးနှင့်ငြိမ်းချမ်းရေးအပေါ်၌အမှန်ပင်ရိုက်ခတ်မှုရှိပါကြောင်းသတိပေးထားပါရယ်ဆက်လက်ပြီးခေတ္တမိုင်းကိုဒုံဆိုင်မိလို့မြောင်းနေကြတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရယ်2021အာနာလူစစ်ကောင်စီကလည်းအရင်အရင် အာနာရှင်ကြီးတွေကိုအားကြမခံပေါ်လစီကားတွေရိုက်နေလျက် ခတ်တာကမြန်မာပြည်သူတွေကတီဗီမှမကြည့်ကြတော့တာကိုပိုင် Facebook account ဖွင့်ခွင့်မရတဲ့အာနာရှင်ကြီးကဖုန်းနဲ့တောင်းပြီးကမ္ဘာအကောင်ဆုံးရုပ်ရှင်တွေဇလံတွဲတွေကြည့်လို့ရတာသူမှမသိပဲ2021အနာသိန်းစငင်းကျစွာဆန္ဒပြကြတဲ့လူငယ်တွေရဲ့ကြွေးကြော်သံနားရည်ပြန်ကြလာရတယ်88ကစောက်ချိုးမျိုး2021မှာ88ကစောက်ချိုးမျိုး21မှာလာမချိုးနေဆိုတာလေလူငယ်တွေရဲ့ကြွေးကြော်သံမှန်တာပဲမြန်မာပြည်သူလူထုက2021ကိုကြော်လာခဲ့ပြီ ာနာလူစာကမာတို့အုပ်စုက88ထဲတဝဲလဲလဲကျန်နေတော့88တောင်းကအာနာသိန်းစစ်တပ်ကလည်းပါပီမာတို့အဖေနဲ့သားများတို့လိုအဲ့ဒီလိုဇက်ကားတွေကိုမြမရုပ်မြင်တန်ကြားကနေပြတယ်1988ဆိုတဲ့ကာလတုန်းကမြမပြည်မှာအင်တာနက်ဆိုတာမသိဖုန်းဆိုတာမရှိတနေ့တနေ့ကြည့်စရာ TV ပဲရှိလေတော့စေဆိုရဟွာရဖြတ်နဲ့အလုံးမကောင်သူတို့ပဲကောင်းညှုံးဆိုတဲ့ policy ကားတွေပဲကြည်ကြရတာပေါ့ အဲ့ဒီလိုကြည်ဒါညလာတဲ့ခါမှာအမားတွေကိုဟုံနိုးနိုးထင်းရောက်ထဲမှာဖြစ်လာကြတယ်။အမှုပညာရှင်ဆိုသူတွေကလည်း88လူတို့လှူရှာမှုကြီးကိုမင်းမဲ့ဆက်ရိုက်စူပူမှုပုံစံဖြစ်အောင်ဒီတိုင်းပြည်မှာစစ်တပ်မရှိလို့မဖြစ်ဘူးစစ်တပ်ရှိနေလို့လေဒီတိုင်းပြည်မှာစစ်တပ်မရှိလို့မဖြစ်ဘူးစစ်တပ်ရှိနေလို့တိုင်းပြည်မပြတ်တာဆိုတဲ့အတွေးခေါ်မျိုးပြည်သူတွေလက်ခံအောင်တရံလုတ်တရုတ်တူသူတို့တက်သည်မပညာစွမ်းတွေနဲ့စိတ်ပါလက်ပါတရုတ်ဆောင်ကြတယ်သူတို့ရဲ့ပြူဟာတကယ်လဲအောင်မြင်ခဲ့တယ် ရှီလီလုံအရေးတော်ပုံကြီးမှာတနိုင်ငံလုံးအတိုင်းအတာနဲ့တပါတီအာဏာရှင်စနစ်ကိုစန့်ကျင်ဆန္ဒပြခဲ့ကြတာမှန်ပေမဲ့စစ်တပ်ကအကြမ်းဖက်နှိမ်နှင်းပစ်ခတ်တပ်ဖြတ်ပြီးအာဏာသိမ်းလိုက်တဲ့အခါဝန်ထမ်းတွေအကုန်လုံးဒီပါအလုပ်ပြန်ဝင်ကြတယ်။နှစ်နဲ့ချီပိတ်ထားတဲ့ကျောင်းတွေပြန်ဖွင်တော့လေကျောင်းသားတွေအကုန်ကျောင်းပြန်တက်ကြတယ်။တိုင်းပြည်ဟာပုံမှန်အခြေအနေကိုခဏလေးနဲ့ပြန်ရောက်သွားတယ်။ပါပီမတို့အဖေနဲ့သားများတို့ဆိုတဲ့ policy ကားတွေဟာပြင်ပကဘာနဲ့26နှစ်ကျော်အဆက်ဖြတ်ခံထားရပြီး နိုင်ငံရေးနဲ့ခက်ခင်းခင်းနေကြတဲ့မြန်မာပြည်သူလူထုကိုကောင်းကောင်းကြီး بوا ရာမိုင်းတိုက်လိုက်နိုင်တယ်။နိုင်ငံတော်ညီဝက်ပြည်ပြမှုတိဆောက်ရေးအဖွဲ့နောက်ဝတ္တဆိုတဲ့စစ်အစိုးရဟာမြန်မာပြည်ကိုငြိမ်ချသွားအောင်ထိန်းလိုက်နိုင်တယ်။ Soft Power ဆိုတဲ့အမှုပညာရဲ့စွမ်းအားဟာအဲ့ဒီလိုအစွမ်းထက်တယ်။ဒါရင်ဘဲကမလဲ2021အာနာလူစစ်ကောင်းဆောင်ကိုလုံးဝတက်ခွင့်မပေးတဲ့အာဆီယံအသင်းကြီးဟာနဝတကိုအဖွဲ့ဝင်ဖြစ်ဖို့ဖိတ်ခေါ်ရတဲ့အထီကို88အာနာသိန်းစစ်အစိုးရညနေပိုင်းပွင့်ခဲ့တယ်။ចောင်းသားတွေတော့ခုတယ် ကျောင်းသားတက်တော် ABSDF ဆိုတာပေါ်တယ်။ဒေါက်တာစိန်ဝင်းအဝေးရောက်အစိုးရပေါ်တယ်။လွှတ်တော်ကိုစားပြုကော်မတီ CRPH ပေါ်တယ်။ဒါပေမဲ့နဝတဆေးဆိုးရကိုပဲ UN အပါအဝင်နိုင်ငံတကာကအတိအမှတ်ပြုလိုက်တယ်။အဲ့ဒီလိုသူ့ရဲ့စီနီယာကာချုပ်ကြီးတွေတိုင်းပြည်ကိုအာဏာသိမ်းလာတာဘာအခက်အခဲမှမရှိပဲအေးဆေးဖြစ်တဲ့အပြင်အချမ်းသာဆုံးတတိကြီးတွေဖြစ်သွားကြတာကိုကြည့်ပြီးကာချုပ်မင်းအောင်လိုင်ကအာဏာထသိမ်းနေ။သူမတွင်းမိတာကယနေ့ကာလဟာ2021ဆိုတာကိုပဲ မြန်မာပြည်ကိုစစ်တပ်ကအာဏာသိမ်းခဲ့တဲ့သုံးချိန်မှာအခြေအနေကသုံးမျိုးဆိုတာကိုခွဲခြားစိတ်ဖြာတတ်တဲ့ညံရှိရင်ဘယ်သူတွေမြောက်ပြီးပြီးမရောလိုက်အာဏာမသိမ်းဖြစ်ဘူးဒီလိုမအောင်မြင်တဲ့အာဏာသိမ်းမှုဖြစ်လာလိမ့်မယ်ဆိုတာကမ္ဘာအရေးမြန်မာအရေးမြန်မာပြည်သူတွေရဲ့စိတ်ရင်းအမှန်ကိုတိတူတွေတာကြိုမြင်နိုင်ကြိုပြောနိုင်တာမျိုးတော်ယုံမြင်တဲ့ကတော့လက်နက်ရှိနေရင်ရပြီတွတ်မှာ1962တုန်းကစစ်တပ်ဟာဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ရဲဘော်၃ချိတ်ကနေပောက်ဖွာလာပြီးလွတ်လပ်ရေးချိုးဖောက်မှုကာလမှာပြည်သူတွေနဲ့အတူ အင်္ဂလိပ်နယ်ချဲကိုရောဖက်စစ်ဂျပန်ကိုပါတိုက်ထုတ်ခဲ့တဲ့ပြည်သူချစ်တဲ့မြန်မာတပ်မတော်စစ်စစ်ဖြစ်နေတာကတကြောင်မြန်မာနိုင်ငံရေးမှလည်းပါစာဖလာအဖွဲ့ကြီးရဲ့အကွဲအပြဲတွေအပေါ်မြန်မာပြည်သူလူထုကစိတ်ပြက်နေတာကတကြောင်အဲ့ဒီလိုအကြောင်းအကျောင်းတွေကြောင့်1962မတ်လ2ရက်နေ့မှာဘိုနေဝင်းရဲ့စစ်တပ်ကအာဏာသိမ်းတဲ့အခါပြည်သူလူထုကအုံကြွပြီးမဆန့်ကျင်ခဲ့ကြဘူးဘိုနေဝင်းကိုယ်တိုင်ရဲဘော်တုံးကျိတ်ဝင်းတအူးဖြစ်နေတော့သူလဲတိုင်းပြည်ကောင်းဖို့လှုပ်တာနေမှာပါဆိုပြီးစောင့်ကြည့်နေကြတဲ့သဘော ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေကတော့စစ်အာဏာသိမ်းတာကိုလုံးဝလက်မခံဆန္ဒပြခဲ့ကြတဲ့ဒါပေမဲ့ပြည်သူကမလုပ်တော့မအောင်မြင်ခဲ့ဘူး1988အာဏာသိမ်းတာကြတော့1962ကနေ1988အထိ26နှစ်အုပ်ချုပ်ခဲ့တဲ့စစ်တပ်အသွင်ပြောင်းမဆလာအစိုးရရဲ့အတုံးမကြမှုကြောင့်တိုင်းပြည်ဟာကမ္ဘာဖွံ့ဖြိုးမှုအနေဆုံးစည်ရင်ဝင်သွားခဲ့ရတယ်။ရှင်းအောင်ပြောရရင်စည်ရသားတိုင်းပြည်အဖြစ်ကြီးညာလိုက်ရတယ်ဆိုပါတော့စည်ရသွားတဲ့ပြည်သူလူထုရဲ့အထွေထွေမကျေနပ်မှုတွေကြောင့် ရှိရရှိလ1988မှာပြည်သူတွေလမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြတယ်။ထုံးစံအတိုင်းစစ်တပ်ကအာဏာသိမ်းနေ60နှစ်တုန်းကအယက်သားအစိုးရလက်ထက်ကအာဏာကိုသိမ်းတာ88မှာကျတော့ဘောင်းမီချိုအစိုးရမဆလာစီကအာဏာကိုထပ်သိမ်းတာတနည်းအားဖြင့်60နှစ်အာဏာရှင်ကနေ88အာဏာရှင်စီကိုလွှဲပေးလိုက်တာဒီနေရာမှာတခုပြောစရာရှိတာက88တုန်းကစစ်တပ်ဟာအခုလောက်နာမည်မပြတ်သေးဘူး။တိုင်းပြည်ဗန္နာကိုစားတဲ့စစ်ဘိုလ်ချုပ်တွေမများသေးဘူး။ တိုင်းမှုဖြစ်ဖြစ်ပါတီဥက္ကဋ္ဌဖြစ်ဖြစ်အိမ်ဝယ်ကားဝယ်ရင်းစားသုံးလုံးကခေါ်မိတာခံရတဲ့ခေတ်ရှိသေးတယ်ပြောချင်တာကပြည်သူလူထုအယုဒ္ဓေတန်လောက်အောင်အလွဲသုံးစားမလုပ်တတ်ကြသေးဘူးအာနာရှင်နေဝင်းမှတပါပေါ့2021 February တရက်နေ့အာနာသိမ့်မှုကတော့အပေါ်ကနှစ်ကြိမ်နဲ့လုံးဝမတူတဲ့အခင်အကျင်းပါပဲ2025ရွေးကောက်ပွဲမှာအနိုင်ရပြီးအာနာရလာတဲ့ NLD အယက်သားအစိုးရဟာလူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့ဦးဆောင်မှုနဲ့တိုင်းပြည်ကိုဒီမိုကရေစီလမ်းကြောင်းပေါ်တွန်းထင်နိုင်ခဲ့တယ်အစိုးရနဲ့ပြည်သူကြည်ပြူတဲ့ခစ်ဆိုရင်လည်းမမှားဘူး အမြင့်သားဆုံးညွှန်ပြရရင်ကမ္ဘာကပ်ရောဂါကြီး COVID-19 ကိုအစိုးရနဲ့ပြည်သူလက်တွဲပြီးတက်ညီလက်ညီတွန်းလှန်နိုင်ခဲ့တဲ့လုပ်ရပင်ပြီးတော့ဘဲခင်းနဲ့မှမတူတဲ့လွတ်လပ်ပြီးလုံခြုံအေးချမ်းတဲ့ဘဝတွေကိုနိုင်ငံအနှံ့ကပြည်သူတွေခံစားခဲ့ကြရတယ်ပြောရရင်တင်းငယ်အေဂျင့်ပြီးဖွံ့ဖြိုးဆပြုနေတဲ့တိုင်းပြည်ကိုအရေးပေါ်အခြေအနေကြောင့်စစ်တပ်ကအာဏာသိမ်းရပါတယ်ဆိုတာဟာမင်းအောင်လှိုင်ရဲ့အရှက်မဲ့တဲ့နှုတ်ထွက်စကားတသက်ပါပဲ။၂008ခြေကံဥပဒေကြီ အောက်က85ရာခိုင်နှုန်းသောဒီမိုကရေစီအရသာကိုခန်းဆားလိုက်ရတဲ့ပြည်သူတွေအထူးသဖြင့်ဟန်ဖုံးကိုစီနဲ့လူငယ်တွေဟာအွန်လိုင်းကတဆင့် Facebook ကတဆင့်ကဘာပတ်ပြီးစာဖတ်ကြားနှီးပညာတွေလေ့လာကြနေအရေးအသွေးတွေတက်လာကြတယ်။ဆရာနာရှင်တွေအုပ်ချုပ်ခဲ့တဲ့ခေတ်နဲ့ကိုမဲပေးလို့အစိုးရဖြစ်သူတွေအုပ်ချုပ်တဲ့ခေတ်ရဲ့အာသာမှုတွေကိုညံ့ညင်ကိုတွေ့ခန်းဆားသိလိုက်ကြရတဲ့အခါဒီမိုကရေစီစနစ်ရဲ့အရသာကိုကြိုက်သွားကြတယ်။အဲ့ဒီဒီမိုကရေစီစနစ်တည်ထောင်ဖို့ဆိုရင်စစ်တပ်ကြောထောက်နောက်ခံပါတီနိုင်လို့မဖြစ်ဘူး။ အဲ့ဒီတော့ငါတို့မဲမပေးလို့မဖြစ်ဘူးဆိုပြီးလူငယ်တွေစိတ်အားထက်သန်စွာမဲထွက်ပြီးခဲ့ကြတဲ့အတွက် NLD ပါတီဟာ2020ရွေးကောက်ပွဲမှာလည်းတောင်ပြိုကမ်းပြိုအနိုင်ရသွားတယ်။အဲ့ဒါကို2020ရွေးကောက်ပွဲဟာမဲမတမာမှုတွေရှိလို့အာဏာထိန်းပါတယ်ဆိုတော့ဒါလိန်နာလေးချက်ဖို့မနိုင်လို့အာဏာလုတာလေးလက်နက်ပြပြီးအနိုင်ကျင့်တာလေးစစ်တပ်မတရားလုပ်တယ်ဆိုတာမဲပေးတဲ့မဲဆန္ဒရှင်ပြည်သူတွေအကုန်သိတယ်။အဖြူရောင်အမှုပညာရှင်အစိုးသူတွေကမသိတာလား။တိတိနဲ့ပြည်သူကိုအစိတ်ကြွေးတာလား။အရင်တုန်းကမျိုးဝင်းတို့ဆွေစင်ထိုက်တို့ policy ကရိုက်တာပဲ။ စိုင်းတီးဆိုင်တို့ချစ်ကောင်းတို့လည်း policy တချင်းဆိုတာပဲပရိသတ်ကသွေးပူတော့ခဏပါပြီးတော့လည်းပြီးသွားတာပဲသူတို့ဆိုအမှုပညာနယ်ပယ်မှာပန်းပန်လျက်ပဲလို့တွေးမိကြမှာပေါ့သူတို့ ਨੇ စံကျင်ဘက်စစ်အာဏာရှင်အောက်ဒူးထောင်အညံ့မခံခဲ့တဲ့ Academy မေဝင်းမောင် Academy မေယု Academy အေအေတင်ဟာတမေမတန်းရွှေတို့ဆိုအမှုပညာနဲ့ဝေးကွာသွားလိုက်တာအဆိုတော်ကြီးမမအေးဆိုတတိယနိုင်ငံမှာခေါင်းချရတဲ့အထီးဆိုပြီးစစ်အာဏာရှင်အကြိုက်နေလိုက်မယ်လို့မချောက်ခင်ကကြောက်ညင်နေကြတာလည်းဖြစ်နိုင်တာပေါ့ ဒါပေမဲ့ခင်မတူတော့ဘူးဆိုတာပြောခြင်းနဲ့တနိုင်ငံလုံးမှာကြည်စရာအိမ်မှဆို TV အပြင်မှဆိုရုပ်ရှင်ရုံပဲရှိတဲ့ခင်မဟုတ်တော့ဘူးဆိုတာကိုတည်တဲ့နောက်ဆေအာနာရှင်တွေလုံနေကြအာနာသိမ့်ပြီးရင်သူတို့သာမှန်ပြီးဂျန်တဲ့သူတွေအကုန်မှားဆိုတဲ့ပေါက်လွတ်ပဲစားမိန်ကောမဟုတ်အတင်းတုတ်တဲ့အတန်တွေရုပ်တွေကိုမမြင်ကျင်ကြလို့အာနာထိန်တယ်ဆိုတဲ့နေ့ကလေးကမြန်မာပြည်ကအိမ်တော်တော်များများ TV မဖွင့်ကြတော့ဘူးကိုတက်နိုင်တဲ့လောက်ငွေနဲ့ဝယ်လို့ရတဲ့ဖုန်း iPad laptop တွေပေါ်နေတဲ့ခင်မှာ online ကနေ Hollywood volleyball ကိုရီးယားဂျပန်ဘာသာကကြည့်မလဲအစင်သက်ဘာသာချင်းနားထောင်ခြင်းလဲယူကျိုးမှာတိုက်ရိုက်ရှာလို့ရတဲ့ခေတ်မှာစစ်ကောင်စီအာဏာလုပြီးကြတဲ့ကဘယ်တော့မှအမှန်မပြောတဲ့ MRTP နဲ့မြောက်ဝတီကတွင်တဲ့ policy ကားကို NLD ကိုပုံအောင်မဲပေးခဲ့ကြတဲ့ပြည်သူတွေစောင့်ကြည့်လိုက်မယ်လို့ထင်နေတာကိုကမင်းတို့အမောင်းဒုံဆိုင်ဇလန်တဲမှာနေတိုးပြောသွားတဲ့စကားကျွန်တော်ဆရာဝန်တယောက်အနေနဲ့တိုင်းပြည်ကိုတိုင်းရာတွေမရစေချင်ဘူးဆိုလာပြောတဲ့သူရောဇညွန်းသမားကိုရောမေးချင်နေ ဒီတိုင်းပြည်ကိုထံရရအောင်ဘသူလုပ်တာလဲမင်းအောင်လိုက်လား NUG လားဘုံထောင်လားတော်လန်ရေးမဟုတ်ဘူးကွဆိုတာလေးလေးကြားလိုက်သေးတယ်ဒါဆိုအယက်သားအိမ်တွေစာတင်ចောင်းတွေစေယုံတွေဖုံးကြီးចောင်းတွေပါမချမ်းဘုံကျဲနေတာကရော စစ်စင်ရေးတယ်လားအဲ့လိုစစ်တပ်မျိုးကရောဒီတိုင်းပြည်မှာရှိတဲ့တည်ရဲ့လားဖြေကြည့်ပါလားစစ်ကြုံအမှုပညာရှင်တွေတကယ်တော့2021ဖေဖော်ဝါရီလတရက်နေ့မှာပြည်သူလူထုရွေးကောက်တင်မြောက်ထားတဲ့အယက်သားအစိုးရလက်ထက်ကတိုင်းပြည်အနာကိုလူယူသွားတဲ့စစ်တပ်ခေါင်းဆောင်မင်းအောင်လိုက်ဟာ သူစီနီယာစစ်အာဏာရှင်တွေလောက်ကိုအရေးချင်းမရှိလေတော့သူလက်ထက်မှာထိတ်တန့်သရုပ်ဆောင်တွေပုံအော်သုံးပြီးရိုက်ထားတဲ့ policy ဇလန်တိုတောင်ပါပီမနဲ့အဖေနဲ့သားများဖင်ပြားကိုမှတ်မိဘူးခေတ္တမိုင်းကိုတုံးဆိုင်မဲ့သူများတဲ့အာဏာရှင်ကအချက်ကြိုက်ပြီးရိုက်ခိုင်းမခိုင်းတရားမသိပေမဲ့စိတ်ပါလက်ပါအစွမ်းကုန်စူးစမ်းပြီးတော့ကိုပတ်ဝင်သရုပ်ဆောင်ထားကြတာတွေ့ရတယ်သူတို့ကဘဲကိုတုံးဆိုင်မှလည်းမသိပေမဲ့တကယ်ရောက်သွားတာ ကတော့မြောင်းသေးပဲအဲ့လိုပြက်သားတဲ့စားတွေကိုတော့အတိမတ်ပြူရမယ်ဒီကာလမှာဒီလိုဆက်ကားရိုက်ရင် တန်းနဲ့ကြီးတဲ့ပရိသတ်တွေရဲ့အစဲတွေမုံမုံအောင်ခံရမယ်ဆိုတာတည်တည်နဲ့စစ်ရဇဝက်ကောင်ရဲ့ရွေးကောက်ပွဲကိုချောညာပေးရတဲ့နိုင်ငံတကာမှလူရအသွေးမခံရတဲ့စစ်ကော်မရှင်အောက်ဒူးထောက်ရမှာမရှက်တဲ့ကိုပြည်သူကိုကိုပြန်တတ်တဲ့ကိုတိုင်းပြည်ကိုမီးရှို့ကိုပြည်သူမိမအရွယ်မရွေးကိုမရင်းချင်းရှုံးမမှုအပေါင်းတရက်ဖို့စောင်းထားတဲ့စစ်မိတ်စာတွေကိုပရိသတ်မြောက်စားလို့တောက်ကြွခဲ့ရတဲ့ကိုပုံရင်နဲ့အယောင်တင်ပေးရကြတဲ့အဖြူရောင်ဖက်ခွက်စာအမှုပညာရှင်တွေကိုဖီသူပတ်တော်သားဖြူဖြူကြော်တဲ့ရဲ့တချင်းလေးစုပြခြင်းတည်တဲ့ နေနို့တွေနေနို့တွေစောက်ကျင်ရုပ်သူတွေကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်